ီဘာအိုကိုလေးဂိုးတကိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးမန်ချက်စတာယူနိုက်တက်ကစားသမား9ယောက်မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူရနေကြိုးသူပါရယ်ကျွန်တော်ကိုခိုင်းပါဘီဘာအိုကိုဒုတိယအကြော့မှာလဲ4-1နဲ့အနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးမန်ချက်စတာယူနိုက်တက်ကစားသမား9ယောက်ကိုရွေးထုတ်သွင်းသက်ဆွေးနွေးပေးသွားကြပါရယ်ဒီအကြိုက်ကစားသမား9ယောက်ကကျွန်တော်ရဲ့အကြိုက်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့တယောက်နဲ့တယောက်အမြင်ချင်းတူချင်မှတူပါလိမ့်မယ်ဒါလေးကိုအရင်ပြောပြရသည်ဟုတ်ပြီတော့ကျွန်တော်ကြိုက်ဆုံးနံပါတ်9နေရာမှာရှိနေတဲ့ပလေယာတော့ဒီနေ့ United အသင်းအတွက် Twin Go တကူ Twin ယူပြီးသွားခဲ့တဲ့ Casmero ဖြစ်ပါတယ်ကက်စ်ရဲ့ Twin Go ကိုကြိုက်လို့ရွေးတာထက်စားရင်ကွင်းလယ်မှာဟန်ချက်ညီညီထိန်းချောင်းပေးနိုင်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော် Casmero ကိုအကြိုက်ဆုံးနံပါတ်9နေရာမှာရွေးချယ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ ွဲချိုခမန်လိုင်းနဲ့တည်းမှာပါခဲ့တဲ့အတိုင်းပဲကက်စမဲရိုကယူရိုပါလိမှာကစားတဲ့ခါကျရင်ပူပြီးတော့ခေါင်းတယ်။စပိန်အသင်းတွေနဲ့တွေ့တဲ့ခါကျရင်သူပဲအထာတိနေတာလားတော့မပြောတတ်ဘူး။မန်ညိုဥကားတေးနဲ့တွဲဖက်ပြီးကစားတဲ့အခြေအနေမျိုးမှာအသင်းရဲ့တန်ဖိုကိုထိန်းနေဘောလုံးလမ်းကြောင်းခွဲဝေမှုတွေလုပ်ပေးတဲ့ defensive action အပြည့်ပေးပါတယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာလည်းကက်စမဲရိုရဲ့ပုံစံကောင်းကိုကျွန်တော်တို့ပြန်ပြီးတော့မြင်တွေ့ခဲ့ရတယ်။ဒါအပြင်တွင်းကိုတကူကိုလည်းသူ့ရဲ့ ပုံစံတိုင်းပဲခေါင်းတိုက်ပြီးတော့သွင်းယူပေးသွားခဲ့တယ်။အဲ့တော့ Casemiro ကတော့ပြပြဆိုဆို United အသင်းနဲ့တူ Europa League မှာအထူးသဖြင့်ဒီနှစ်အရင်ကိုကောင်းတဲ့ကစားသမားတစ်ယောက်လို့ပြောရမှာဖြစ်ပါတယ်။အဲ့ဒီကြောင့်ကျွန်တော်ကတော့10လို့ခေါ်တဲ့ Casemiro ကိုအကြိုက်ဆုံးနံပါတ်9နေရာမှာရွေးပေးလိုက်ပါတယ်ခင်ဗျ။အဲကဲနံပါတ်6နေရာမှာကျွန်တော်စိတ်ကြိုက်ရွေးထားတဲ့ကစားသမားကတော့ဒီနှစ်ပွဲအတွက်သွင်းကို2ခု သွင်းယူပေးသွားခဲ့တဲ့မဟာမေစင်မောင်းဖြစ်ပါတယ်မဟာမေစင်မောင်းဆိုတာဆက်နောက်ပြီးခေါ်တာမဟုတ်ပါဘူးချယ်ဆီမှာရှိစဉ်အချိန်ကာလတုန်းကအဲ့လိုမဟာမေစင်မောင်းလို့ဟိုချက်စနိုးနဲ့ပေါ့နော် nickname အဲကျွန်တော်ပိုင်းကျွန်တော်ပေးထားလေးရှိပါတယ်အဲ့ဒါလေးအမှတ် ရပြီးတော့ပြန်ခေါ်လိုက်တာပါထားပါအဲ့တော့မေဆင်မောင့်ဒီယူနိုက်တက်အသင်းတော်ဟိုအတုံးမဝင်တော့ဘူးလို့ကိုတတ်မှတ်ထားရကနေအခုလည်းအရင်ကောင်းတယ်လို့ဟိုက်ပြီးပြောတာမဟုတ်ဘူးနော်ဒါပေမဲ့ပြီးခဲ့တဲ့ယာဒီယာထက်တော့ဒီနေ့ကစားတဲ့ပွဲစဉ်လေးကမဆိုးဘူးဗျာပြီးခဲ့တဲ့ယာဒီယာကစားခဲ့တဲ့ပွဲစဉ်တွေလိုက်ကြည့်လိုက်ဒီနေ့ကစားတဲ့ပွဲစဉ်လောက်ကောင်းတဲ့ပွဲဆိုတာမရှိတော့ဘူး နော်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ရာသီမှာမေဆင်မော့တကူပဲတွင်းခဲ့တယ်နောက်တကူဖန်တီးခဲ့တယ်အခုမေဆင်မော့ကတော့နှစ်ပွဲဆက်တွင်းနေဒါအပြင်တွင်းကိုနှစ်ကိုးလုံးနဲ့တွင်းဝင်ပြီးသွားတယ်အဲ့ဒီတွင်းကိုနှစ်ကိုးကလည်းတကယ်ကိုလှပခဲ့တယ်ပထမတွင်းကိုတကူဆိုရင်ဒါကျွန်တော်တို့ခြေစီးမှာရှိတဲ့အချိန်ကာလတွေကမေဆင်မော့တွင်းယူလေးရှိတဲ့ဂိုးမျိုးပါအဓိကကသူက calf spine နေပေါ့နော်ဂျာကခြေစီးမှာနေမဟုတ်ပါဘူး vdc မှာလည်းအဲ့လိုဂိုးမျိုးတွေတွင်းမှုတယ်ဒါဘီကောင်တွေမှာလည်းတွင်းမှုတယ်ဒါပေမဲ့ body weight လေးတော့နည်းနည်းထိမှုလိုတယ်တိတ်ပြီးတော့ physical strength ဖြစ်တဲ့ပုံစံမျိုးတော့မတွေ့ရပါဘူးဒါပေမဲ့လည်းဒီဂိုးရသွားတဲ့အတွက် ည်းနည်းမန်တေပိုင်းလေးပြန်ကောင်းလာမယ်လို့တော့ကျွန်တော်ယူဆတယ်။ဆိုတော့မီဆင်မောင်းဝင်လာတဲ့အချိန်မှာအကွင်းလေပိုင်းကပို့ပြီးတော့အထူးသဖြင့် central zone ပေါ့နော်။အာနေရာလွတ်တွေရလာတယ်။တချို့တော့မီဆင်မောင်းရဲ့အဝေးကန်ချက်တွေနဲ့ချင်းချောက်မှု ရှိလာတယ်။ဒါအပြင်တွင်းကိုနှစ်ကိုကိုလည်းလှလှပပတွင်းပြီးသွားကြတာတွေပါတယ်။အဲ့တော့ကျွန်တော်ကတော့မီစမောက်အကြိုက်ဆုံးနံပါတ်၄နေရာမှာရွေးချယ်ပေးကြပါတယ်ခင်ဗျ။ကဲကျွန်တော်အကြိုက်ဆုံးနံပါတ်၃နေရာမှာရှိနေတဲ့ player ကတော့အာမဒီယာလို့အာမဒီယာလို့က Ruby Amorin လက်ထက်မှာပွင့်လင်းပြောင်းဘရူနိုဖာနန်ဒက်စ်တက်ကိုပို့ပြီးတော့ပရိသတ်သဘောကျခဲ့တဲ့ player တယောက်ပေါ့။ကံမကောင်းအကြောင်းမလားလို့ဒဏ်ရာပြဿနာရသွားတယ်။တကယ်လို့ဒဏ်ရာပြဿနာမရဘူးဆို United က Premier League မှာ1-2တန်းဝင်ရင်လည်းဝင်မှာပေါ့နော်။ဒါပါအဲ့တော့သူကဒဏ်ရာပြဿနာကနေပြန်ကောင်းလာတယ် တပွဲလောက်ပဲနည်းနည်းစိမ်းသွားတယ်ဒါပေမဲ့အချိန်ကြာလာတဲ့မြခြေသွမ်းပြတဲ့ကောင်ပြောက်ပြတာအဲ့တော့ဒီနေ့ပွဲစဉ်မှာအမတ်ဒီယာလိုရဲ့တူအားယုံအားနော်လှုပ်အားနှုံးနေအများကြီးမြင်ခဲ့ရသလိုအမတ်ရဲ့ဖန်တီးပေးပို့မှုတွေကလည်းဒီနေ့ပွဲစဉ်မှာကျွန်တော်ဟိုဘယ်လိုပြောမလဲ တကယ်ဖန်တီးပေးမှုကောင်းကောင်းတွေကိုမြင်ခဲ့ရတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ကတော့အမေရဲ့ dribbling တွေဆွမ်းဆောင်ရည်တွေပြန်ကောင်းလာတဲ့အချိန်မှာအသေးနဲ့ပူပေါင်းနိုင်စွမ်းရှိမှုတွေပေါ်မူတည်ပြီးအကြိုက်ဆုံးနံပါတ်3ဖြစ်ရွေးချယ်ပေးလိုက်ပါတယ်ဟုတ်ကဲ့တလက်စားရမိဆက်ပေးချင်တာကျွန်တော်အခုဗီဒီယိုကိုကိုကြီးပတ်မှုထားတဲ့ football game ပါခင်ဗျ football game မှာ Ivor Kun ရှိကိုငါးသလုံး miss နဲ့ sport ရှိကိုကိုကိုကျွန်တော်ညီကိုတွေကစားလို့ရပါတယ်ဘန်ကွင်နဲ့လည်းကစားလို့ရပါပြီအသေးသေးတော့ဘာနံပါတ်6သလုံး9သလုံး5သလုံးနဲ့9 6 6 3သလုံး3 9သလုံးမှာဆက်သွယ်ဆုံးနဲ့မေးမြန်းလို့ရပါတယ်ကဲအဲ့တော့2ယောက်ပဲ ကြံတော့တယ်ကျွန်တော်အကြိုက်ဆုံးနံပါတ်1နေရာမှာရှိနေတဲ့ပလီယာကတော့လီနီယူရိုဖြစ်ပါတယ်ခင်ဗျယူရိုရဲ့စွမ်းဆောင်ရည်ကတော့ဒီနေ့ပွဲမှာဘာမှပြောစရာကိုမလိုတာ excellent ပဲ euro ကိုတကယ်တော့ man of the match အဖြစ်ကျွန်တော်ယူပေးခြင်းတယ်တော်တော် euro ထက်ပိုပြီးကြိုက်တဲ့ player တယောက်ရှိတဲ့အတွက်ကြောင့်ကျွန်တော်က linear ကိုနှစ်မှာပဲယူပေးလိုက်တာပါ အဲ့တော့ linear ဒီနေ့ကစားပုံကငယ်ကုန်ရှိတယ်တွက်လက်ထက်မြက်တဲ့ပုံစံမြင်ခဲ့ရတယ်အဲ့တော့ hybrid scene ဆိုတော့ ruben amorin ရဲ့ဟို present ပေးတဲ့ viewer အောက်မှာလူငယ်လူရွယ်တွေပဲပို့ပြီးတော့နောက်ပိုင်းအစဉ်ပြေးလိမ့်မယ်ဗျသူအရင် press ခိုင်းနေတော့ SCB RCB ကစားသမားရဲ့ဆိုဟိုလုံးဝ U on press ကတာပြီးရင် gap အခြေယူပြန်ပြီးတော့ဖြည့်ပေးရတဲ့ပုံစံအခင်းချင်းမှာတော့ဟို Mathias Delit ကတော့အစင်တော့ပြေးပါတယ်။နောက်ပိုင်းအသက်အရွယ်တစ်ခုရောက်နေတဲ့ကစားသမားတွေတော့အဲ့လောက်အစင်မပြေဘူး။တိုးတော့ Liniero ကတော့ဒီနေ့ပွဲစဉ်မှာအဲ့လို shit တက်နောက်စင်မမဲင်းတွေကိုဖြုတ်သွား။ဒါအပြင် United ရတဲ့ဒွင်းကုန်း2ဂိုးလုံးကလည်းသူတိုက်စစ်ပိုင်းကိုလိုက်ကူမှုကြောင့်ရခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။ Running with the ball လို့ခေါ်တဲ့ဘောလုံးနဲ့အတူဆွဲပြေးခြင်းတွေတိတ်ကိုကောင်းမွန်တဲ့ကစားသမားတယောက်ဖြစ်ပါတယ်။ဒါမီဆင်မော့ ်တွင်းသွားတဲ့ပထမမြောက်တွင်းကိုဆိုရင်လည်းထူနီတူပဲအဲ့တော့သူရှေ့ထိရောက်လာပြီအဒုတိယမြောက်တွင်းကိုဆိုလည်းသူဘောလုံးပေးပို့လိုက်ရမှာတဆင့်เนาะကျွန်တော်တဆင့်ချင်းစီချိတ်ဆက်ပြီးတော့ Ramos Finland ကိုတွင်းသွားတယ်အဲ့တော့ဒီတွင်းကိုတွေမှာခံစမှုတယောက်အနေနဲ့ပါဝင်ပတ်သက်တာကတော့ကျွန်တော်သိတဲ့သဘောကြတယ်အထူးသဖြင့်တိုက်စစ်ဆွမ်းဆောင်ရေးဘိုင်းပါ Linero ကတော်လေး အဆင်ပြေတယ်ဆိုတဲ့သဘောမျိုး modern ဘုံလုံးလောကခေတ်မှာတိုက်စစ်မှုကလည်းခံစစ်ဆွမ်းဆောင်ရင်လုံးဝမကောင်းမဲနေလို့မရဘူးဗျာအသင့်အင့်ကောင်းရမယ်အခံစစ်မှုကလည်းတိုက်စစ်ဆွမ်းဆောင်ရင်အသင့်အင့်ကောင်းရမယ်ဆိုတဲ့အခြေအနေမျိုးရှိတဲ့ဒီနေ့ပွဲမှာ linear ရောကတော့အဲ့ဒီအပိုင်းကြီးပြီးပြည့်စုံခဲ့တာကိုတွေ့ရပါတယ်ဒဏ်ရာပြဿနာမရဖို့အတွက်ပဲကျွန်တော်မျှော်လင့်ပါတယ်ဒီနေ့ပွဲရဲ့ဆွမ်းဆောင်ရင်ကတော့ဘာမှအပြစ်ပြောစရာမရှိခဲ့ပါဘူးအဲ့အတွက်ကြောင့်ကျွန်တော်က linear ကိုအကြိုက်ဆုံးနံပါတ်1နေရာမှာရွေးပေးလိုက်ပါတယ်ကဲကျွန်တော်အကြိုက်ဆုံး man of the match player ဘယ်သူလို့ထင်ပါသလဲ Patrick Dogu ပါခင်ဗျ Dogu ကိုစရောက်လာကြတဲ့အကျွန်တော်ကြိုက်တာအမားရွေးနေငယ်လှုပ်တက်တာလေးရောရှိပါတယ်ဥမာအနီကက်ပြစ်တံဘာညာထိတက်တယ်ပေါ့နော်တိုးတော်လည်းလူငယ်လူရဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ကစားပုံဂျမ်းတယ်တခါလီကြရင်စိတ်လိုက်မှန်ပါလုံးမိတာလေးရှိတယ်ပေါ့အဲ့တော့ပြောပြောဆို ဒီ Premier League ရဲ့ left back ကစားသမားကောင်းလေးတွေအများကြီးမြင်တွေ့လာတာတော့ကျွန်တော်ကသဘောကျတယ်။အာကြီးက Louis Kelly, Bowmock က Carcass နော်ကျွန်တော် Now United က Patrick Dorgu အသုံးအောင်လုံးကျွန်တော်တို့တော့သဘောကျတယ်။အဲ့တော့ Patrick Dorgu အနေနဲ့ဒီနေ့ပွဲစဉ်မှာအဓိကသူ့ရဲ့လှုပ်အားနှုန်းလှုပ်အားနှုန်းရဲ့ကျွတ်စင်ကြီးပါဗျာ။ လက်ဖက်တနေရာမှာကစားတဲ့အခြေအနေမျိုးမှာတစ်ဖက်ကမက်ဒရာဥရီတောင်ပျောက်သွားတယ်ဒါတော့မက်ဒရာဥရီကလုံအားလုံးကောင်းတဲ့ပလေယာနော်အဲ့တော့လုံအားလုံးချင်းရှင်တဲ့နေရာမှာငယ်ကုံရှိတဲ့သူတွေတော့ကွာတာပေါ့ဗျာအဲ့တော့ပက်ထရစ်ဒေါ်ဂူရဲ့ရှစ်တက်နောက်ဆင်းမှန်မှန်ကစားတဲ့ပုံစံတိုက်စစ်ပိုင်းမှာလည်းလေဟာချက်မရှိအောင်ခန်းစစ်ပိုင်းမှာလည်းလေဟာချက်ဘာမှမရှိခဲ့ဘူးအဲ့လောက်ထိကိုအတင်းတော့ပြီးပြည့်စုံအောင်ကစားပေးသွားခဲ့တာဒါအပြင်အလီယန်ရိုဂနာချို1 vs 1တွေ့မဲ့အခြေအနေတစ်ခုကိုလည်းဖန်တီးပေးသွားခဲ့တယ်ဒါဂနာချိုအဲ့ဒီကိုဝင်အောင်သွင်းနိုင်ရင်ဒါပက်ထရစ်ဒေါ်ဂူရဲ့ဖန် ီးပေးမှုကအလန်းကြီးဖြစ်အောင်တော်တော်လေးလာတာအဲ့ဒါနော်သူ့နေရာမဟုတ်ဘူးဆန်ဒရယ်ဇုံကြီးကနေဝင်ပြီးတော့ထရုဘတ်ကြီးပေးသွားတာအဲ့ဒီထရုဘတ်ကိုဂါနာချူဖြုံတိလိုက်လို့လှပတဲ့အဆစ်တလုံးဖက်ထရစ်တော်ကိုမရတာဒါရီမကာသေးဘူး ကျွန်တော် right side ကိုထွက်ပြီးတော့ကစားတဲ့အချိန်မှာလဲ Patrick Dorgu အနေနဲ့အကောင်းဆုံးအသင်းတွေဖြည့်ပြီးတော့ကစားပြီးသွားခဲ့တယ်။အဲဒါကြောင့်ကျွန်တော်ကတော့ဒီနေ့ပွဲမှာ Patrick Dorgu ကိုတော်တော်လေးသဘောကျတယ်အကြိုက်ဆုံး number 1တနည်းအားဖြင့်ဒီပွဲအတွက် man of the match အဖြစ်ရွေးချယ်ပေးနေတယ်ပဲ။ video လေးကိုဒီမှာနားခွင့်ပြုပါခင်ဗျာ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးဝင်ကျေးဇူးအများကြီးတင်ပါတယ်။